မိဘပြည်သူများရှင်ခန့်နှင်းစုရဲ့သတင်းတင်ပြချက်လေးဖြစ်ပါတယ်ရှင်။မနေ့ကဆိုရင်ကျမအနေနဲ့ပြောင်းယူချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီကလွှတ်တော်ကိုလည်လောင်းနေတာဆိုရင်နေပြည်တော်မြို့တကုံးမြို့နယ်မှာမဲဆွဲစည်းဝေးကိစ္စလေးတွားရောက်လုပ်ကင်ပါတယ်ရှင်။ဒါလေးကိုကျမတို့ရိုက်ကူးရေးလေ့လာရင်းနေနဲ့တွားရောက်ခဲ့ပါတယ်။လူတန်လေးလည်းကျမလူမှုကွန်ရက်အကောင့်မှာတင်ထားပါတယ်ရှင်။မနေ့ကသွားတဲ့ပေါ်ရလူတော်တော်စီပါတယ်လူတထောင်ကျော်လောက်လာတာကိုမြင်တွေ့ရတယ်။ပြီးတော့ကိုယ်စလေလောင်းတွေကိုပြည်သူတွေမေကုန်းထောက်တာတွေလည်းအရန်ကောင်းပါတယ်ရှင်။ ြည်သူတွေခုလိုမျိုးရဲရဲတင်းတင်းနဲ့မိခွန်းတွေထုတ်ရဲလာတာကျမတို့ဝမ်းသာပါဗျ။ကိုရဲရွာအချို့အတွက်ကိုစိတ်ဝင်စားရှိလာကြတာဝမ်းသာခြင်းကိစ္စပါပဲရှင်။အပြန်မှာတော့ကျမတို့ကဆိုရင်မြမတန်ကိုလိလာခီလေးထွက်ဖြစ်ပါတယ်။လိလာရေးလုပ်ငန်းစဉ်လေးပေါ့နော်။မြမတန်ရဲ့ပြတိုင်းမှာဆိုရင်ဘိုးကျောင်းဆန်မိကုံးပြောခဲ့တဲ့မိုက်ခရိုဖုန်းကအစတင်ဆက်ထားပြီးတော့တံမိုးထားပြီးပြသထားတာလည်းကျွန်မတွေ့ရပါတယ်ကျွန်မဓာတ်ပုံလေးတော့ရိုက်လာခဲ့ပါတယ်ရှင့် ဒါပြင်မြန်မာတပ်မှာဆိုရင်ဝန်ထမ်းပေါင်း1000ကျော်ရှိရတဲ့အထဲမှာ900ကျော်ကမျိုးသမီးဖြစ်တယ်ဆိုပြီးတော့သိရပါတယ်။နိုင်ငံတကာမှာဆိုရင်ဒီထိန်းချုပ်တဲ့အခါမှာပေါ့နော်မျိုးသားတွေပဲအလုပ်လုပ်ကြရတဲ့ရှင်နိုင်ငံပိုင်သတင်းဌာနတွေမှာပေါ့နော်ကျွန်မနိုင်ငံထူးခြားတဲ့မျိုးသမီးတွေကထိန်းချုပ်ခံမှာလွတ်လုပ်နေတာဖြစ်ပါတယ်ရှင်။ဒါလေးကကျွန်မနိုင်ငံအတွက်ထူးခြားချက်လေးပါပဲ။မျိုးသမီးတွေရဲ့လောက်ကင်ခွင့်လန်းအတွက်ကိုကျွန်မတို့နိုင်ငံပိုင်သတင်းဌာနတွေမှာအများကြီးစ조사ဖော်ဆောင်ထားတဲ့ရလဒ်တွေပေါ့ရှင်။ကျွန်မတို့မနေ့ကပေါ့နော်မြန်မာတမတော်ရောက်လေ့လာတာကပေါ်လစ်ကမီဒီယာမှာအလုပ်လုပ်တဲ့သူတွေပါရှင်။ ိုင်ငံပိုင်မီဒီယာဌာနကိုကျမတို့ကိုပြန်ကြားရေးဝင်ကြီးရနေပြီးတော့လေ့လာဖို့အတွက်ကိုခွင့်ပြုပေးခဲ့တာပါဒီအတွက်လည်းကျေးဇူးများတင်ပါရှင်ကျမဆိုမြန်မာတန်အတွင်းနဲ့တော့ခါမမရောက်ဘူးပေါ့နော်မနေ့ကမှအသေးချာလေးဘယ်လိုမျိုးတွေလဲပတ်နေရေလှုပ်ဆောင်နေရေဆိုတာလေးသိရတာပါလုံးဝအမှားခံလို့မရပါဘူးရှင်နိုင်ငံပိုင်သတင်းဌာနဆိုတာလေကျမတို့ပုတ်လက်မီဒီယာတွေတောင်မှဘလို့ပဲဖြစ်မှားသွားတယ်ဆိုတော့ပြန်လည်ပြင်ဆင်ဖို့အတွက်ခွင့်လန်းစွာရှိသေးရဲ့နိုင်ငံပိုင်သတင်းဌာနကကြတော့ဖလွတ်လိုက်ပြီးဆိုတာနဲ့ပြည်သူအားလုံးကြိရှိမှာရှင့် အားလုံးနှီးပါပေါ့နော်ဒါအပြင်နိုင်ငံမှန်ဆဲဌာနဆိုတာကကျမောက်ထပ်ပို့ပြီးတော့အထူးကိစ္စရတယ်အမှားလုံးကမခံအောင်ပေါ့နော်လုံးဝမှားလို့မရအောင်မနေ့ကဆိုရင်ကျမတို့လိုက်ပြအနေနဲ့ပေါ့နော်ဝင်ကြီးကလည်းသူ့ရဲ့ဝန်ထမ်းလေးတွေကိုတမီးလိုမျိုးညီမလိုမျိုးတေချာလေးစောက်ရှောက်တာလည်းမြင်တွေ့ရပါတယ်ရှင့်သူတို့လုပ်ငန်းခွင်မှာရှိနေတဲ့တန်ရောစင်တွေလုပ်ဖောက်ကမ်းမဲ့အချင်းချင်းကူညီစောက်ရှောက်မှုတွေလည်းကျမတို့မြင်တွေ့ကြားသိခဲ့ရပါတယ်ဒါလေးနဲ့ဆက်ဆက်ပြီးတော့ကျမဒီနေ့သတင်းလေးတစ်ပုဒ်ပြောပြချင်တာကကျမနိုင်ငံမှာသတင်းမှားသတင်းတူတွေနဲ့ ပြည်သူတွေဘလောက်ထိဝါရမိုက်တင်နေကြလဲသတင်းမှန်တွေဟာဘလောက်ထိတိုင်းပြည်ထဲမှာလဲပတ်စည်းစင်မှုလိုအပ်နေလဲဆိုတော့ဖြစ်စဉ်လေးတစ်ခုပေါ့နော်ဒီဒီအတွေးခေါ်ယူဆောင်ပုံပုံမှန်ကန်စေတဲ့ဖြစ်စဉ်လေးတစ်ခုကျွန်မတင်ဆက်ပေးခြင်းပါရှင့်လွန်ခဲ့တဲ့ရက်ပိုင်းအရဆိုရင်နိုင်ငံတကာမီဒီယာလည်းဖြစ်တယ်မြန်မာနိုင်ငံမှာလည်းကိုယ်စားလှယ်တွေထားထားတဲ့မီဒီယာကြီးတစ်ခုကနေပြီးတော့သတင်းတပုတ်တင်ခဲ့ပါတယ်အဲ့ဒီသတင်းကတော့ဒီမှာပြသထားတဲ့သတင်းဖြစ်ပါတယ်ရှင့်အစိုးရတဲ့ဟာတဲ့စစ်တပ်နဲ့အဆင်မပြေရင်ပြုတ်ကြမယ်လို့ဥက္ကင်ပြောဆိုပြီးတော့တင်ထားပါတယ် ခေါင်းစဉ်မာဦးကရည်ရွယ်ချက်ကပါနေပြီးသားဖြစ်ပါရဲ့ရှင့်သူတို့တင်ထားတဲ့သတင်းလေးတန်းကျွန်မဖတ်ပြပါမယ်စိုက်တဲ့သူပေသို့တော်စဉ်းစားမဲ့အချက်ရှိတဲ့အစိုးရတည်တည်တက်မလို့နဲ့ကြောချင်းကတ်ရင်ချင်းကတ်မဆောင်ရွက်နိုင်ဘူးဆိုရင်တေးကြတယ်ဒီအစိုးရနောက်နေ့ပြုတ်ကျသွားမှာပဲလို့ဥက္ကင်ကြီးကပြောပါတယ်ဆိုပြီးတော့ရေးထားပါရဲ့ရှင့် ဒီလိုရေးပြီးတဲ့နောက်မှာသတင်းထဲမှာဆက်လက်ဖော်ပြထားတာက2020ရွေးကောက်ပွဲကြားလဟာမဲမတမာမှုတွေရှိခဲ့တယ်လို့ဆိုပြီးအာနာသိမ်းခဲ့တဲ့စစ်ကောင်းဆောင်ဘိုးရုံမှုကြီးမင်းအောင်လိုင်းကလည်းစစ်တပ်နဲ့တဟဆာတာဖြစ်တဲ့သူကိုမဲပေးဖို့ပြီးခဲ့တဲ့ရှာပိုင်းမှာပဲပြောထားပါတယ်ဆိုပြီးတော့သတင်းထဲမှာဆက်လက်ရေးသားထားပါတယ်။သတင်းတွေမှာရည်ရွယ်ချက်တွေရှိပါအရှင်။ကျမတို့ရဲ့ဘိုးရုံမှုကြီးမင်းအောင်လိုင်းကလည်းတပ်မတော်နဲ့တဟဆာတာဖြစ်တဲ့သူကိုမဲပေးပါဆိုပြီးတော့နိုင်ငံဝန်ထမ်းတွေနဲ့ဖြစ်စေသူသွားတဲ့ခီးစဉ်တိုင်းမှာတေချာလေးပြောပြတာကိုမြင်တွေ့ရရရှင်ဒါကဖြစ်စဉ်တစ်ခု။ ဥက္ကရာရဲ့ဥခင်ပြောထားတဲ့ဖြစ်စဉ်အကြောင်းတစ်ခုရှင်းသူ့ရဲ့မဲဆွယ်စီဝင်ပွဲမှာပြောထားတဲ့စကားဒီဖြစ်စဉ်တစ်ခုရောပြီးတော့မသိလို့ရှင်စစ်တပ်နဲ့အဆင်မပြေရင်တော့ဒီဆိုကပြုတ်ကြမှာပဲလို့ဥခင်ကပြောထားတယ်လို့လို့ဒီတဲ့ကိုဖော်ပြထားတာဖြစ်ပါတယ်ဒီတော့လူတွေကဇွေဇွာဖြစ်တာပေါ့နော်ဇွေဇွာဖြစ်တာနဲ့ညီခွတ်မှတ်နေမှာဝင်ပြီးတော့ဥခင်ကြီးကိုဆဲဆိုမှိုင်းနိုင်တယ်လေကျွန်တော်အများကြီးတွေ့ရပါတယ်တဲ့င်းတစ်ခုရဲ့အမားကြောင့်လူတွေရဲ့အတွေးခေါ်တွေကြောင်းလဲသွားတာပေါ့နော်ကျွန်မဖက်ပြမယ်ရှင်ခွတ်မှတ်နေတယ် ဒီတဲ့င်းအောက်မှာဆိုရင်ရေးထားတဲ့ comment လေးဖတ်ကြည့်လိုက်ပါအောင်ရှင်။စကားဆနဲ့အဆင်မပြေရင်အစိုးရဖွဲ့ပြုတ်ကြမယ်ဆိုရင်ねဒီမိုကရေစီဆိုတဲ့စကားလုံးကိုမင်းတို့မတုံ့နှုံနဲ့လေ။တပါတီစနစ်လုပ်လေကွာဆိုပြီးတော့အထင်မြင်လွဲမှားစွာနဲ့ပြည်သူတယောက်ကရေးသားသွားခဲ့ပါပြီ။နောက်တစ်ယောက်ကတော့ဒါဆိုပါလို့ရွေးကောက်ပွဲငွေကုန်ခမ်းမီးလုပ်နေသေးလေ။စစ်တပ်အုပ်ချုပ်တော့ဘောကွာဆိုပြီးတော့စစ်တပ်ကိုမကောင်းမြင်စေနဲ့ရေးသားသွားခဲ့ပါပြီရှင့်။နောက်ထပ်တစ်ယောက်ကတော့မင်းပြောတာကအာနာသိမ့်ကျင်တဲ့ချိန်တိမ့်အောင်မယ်ပေါ်ဆိုပြီးတော့လွဲမားတဲ့အယူအဆတွေကိုစတင်ပြီးတော့ပြောဆိုရေးသားလာကြပါပြီ။ နောက်ထပ်တစ်ယောက်ကတော့ရိုင်းဆိုင်စွာရှင်းထားတာပါတယ်စစ်တပ်ရဲ့ပါတီကိုမရွေးဘဲအခြားပါတီကိုရွှေ့ရင်အာဏာသိမ်းခံရမယ်ဆိုတဲ့သဘောမျိုးပြောင်းထုတ်ပြောပြီးရွေးကောက်ဝင်တဲ့ပါတီတွေကိုရောမဲပေးတဲ့ပြည်သူလူထုကိုပါချင်းချောက်စကားပြောနေပါပြီဒါဟာလွတ်လပ်၍တရားမျှတသောဆိုတဲ့စကားရက်ကိုစန့်ကျင်ပြောဆိုနေခြင်းဖြစ်ပါတယ်ဆိုပြီးတော့ USDP ပါတီဥက္ကဋ္ဌဦးခင်ရင်နဲ့တကွာတက်မတော်ကိုပါစော်ကားပုတ်ခတ်တဲ့စကားတွေအတွေးခေါ်ယူဆအလွဲတွေရှင်းသွားပါပြီရှင့်။သတင်းတပုတ်ရဲ့ရွယ်ချက်နဲ့ရလက်ဆိုတာအားအောင်ပြောတာပါ။ပြီးတော့ဒီသတင်းဟာဘယ်ကနေစပြီးတော့ဖြစ်ပေါ်လာသလဲ တည်င်းထဲမှာပါတဲ့အကြောင်းအရာဟာမှန်ကန်ရဲ့လားပြည့်စုံရဲ့လားတည်င်းအင်္ကာရဲ့လဲညီရဲ့လားဆိုတာလေးကိုကျွန်တော်တို့တိုင်းထွာကြည့်အောင်ရှင့်တကယ်တော့ဒီရုပ်တံဖိုင်ရဆိုရင်ရှိပါတယ်ရုပ်တံဖိုင်ကတော့29ရက်စက်တာ2025မှာဆိုရင်ပသိမ်မြို့မှာပြောင်းချက်ခံတဲ့ဖွံ့ဖြိုးပါတီဥက္ကဋ္ဌဥက္ကင်ကြီးရနေပြီးတော့လူထုတွေ့ဆုံမှာဖြစ်လုပ်ခဲ့ပါတယ်ဒီတွေ့ဆုံပွဲမှာသူရုပ်တံပေါ့နော်ပြောထားတဲ့ရုပ်တံဟာဆိုရင်9မိနစ်နဲ့28စက္ကန့်တိတိကြာပါရဲ့ရှင့် ရုံးတန်ဖိုင်နယ်မှာအဓိကပြောသွားတာတော့ရွေးကောက်ပွဲမှာဘယ်လိုချက်တွေကြည့်ပြီးမဲပေးရမလဲဆိုတာလေးကိုပြောပြသွားတာဖြစ်ပါရဲ့ရှင်။ဒီတော့ဒီသတင်းဌာနကတင်ထားတဲ့အပိုက်ကိုဥက္ကင်တကယ်ပြောခဲ့လားမပြောခဲ့လားဆိုတာလေးကိုမိဘပြည်သူများကြည့်ရှုလိုက်ပါအောင်ရှင်။ကျွန်တော်နိုင်ငံမှာအကြမ်းဖက်တောင်းကျမ်းသူကတော်တော်များသားဗျ။စုဝတ်တည်တည်တမတော်နဲ့ကြောချစ်ကရင်ချစ်ကမဆောင်ရဲနိုင်ဘူးဆိုရင်တင်ကြတဲ့ဒီစုဝတ်နောက်နေတွေ့ကြတော့ဒါကိုစံထားပြီးပြရမယ်။ အဲ့တော့စဉ်းစားလို့ရှိရင်အတွေ့အကြုံရှိတဲ့လူနော်နိုင်ငံတော်ကာဝေးအင်အားစုတွေနဲ့ကြောချင်းကရင်ချင်းကပ်ပြီးဆောင်းနိုင်တဲ့လူအဲနောက်တစ်ခုကလာလုံလုံနိုင်ကန်းနိုင်တဲ့အတွေ့အကြုံရှိတဲ့လူသူ့ကိုအထောက်အကူပြုမဲ့အဖွဲ့အစည်းအဲ့ဓာဒီနဲ့ပြည့်စုံတဲ့လူမျိုးရွေးဖို့တင့်တယ်ဟုတ်တယ်မလားကျွန်မခုပြသတာကဥက္ကင်ပြောထားတဲ့ရုပ်တံပြည့်စုံဖြစ်ပါတယ်နှစ်ထပ်ရှိမှမှတ်မိအောင်လို့ကျွန်မဖတ်ပြပါမယ်ရှင် ျွန်တော်တို့နိုင်ငံမှာအကြမ်းဖက်တောင်းကျမ်းသူတော်တော်များသားဗျ။အစိုးရတစ်တီတက်မလို့နဲ့ကြောချင်းကရင်ချင်းကမဆောင်ရွက်နိုင်ဘူးဆိုရင်သိကြတယ်ဒီအစိုးရနောက်နေပြုတ်ကျသွားမှာပဲဒါကိုစံထားပြီးရွေးရမယ်ဒီတော့စဉ်းစားလို့ရှိရင်တွေ့ကြုံရှိတဲ့သူနိုင်ငံတော်ကာကွယ်အင်အားစုတွေနဲ့ကြောချင်းကရင်ချင်းအပ်ပြီးတော့ဆောင်ရွက်နိုင်တဲ့သူနောက်တစ်ခုကလုံနိုင်ကန်နိုင်တဲ့အတွေ့အကြုံရှိတဲ့သူသူ့ကိုထောက်ကူပြုမဲ့အဖွဲ့အစည်းဒါတွေနဲ့ပြည်စုံတဲ့သူရွေးဖို့တင့်တယ်ဆိုပြီးတော့အတိအကျပြောသွားတာပါရှင့် ဥက္ခင်ရဲ့ပြောကြားချက်ထဲမှာပထမဆုံးပြောကြားချက်ဖြစ်တဲ့ကျွန်တော်နိုင်ငံမှာစံမှတ်သုံးချက်တွေများတယ်ဒါကြောင့်အစိုးရသိသည်တက်မလို့နဲ့ကြောချင်းကဲချင်းချင်းအံ့မယ်ဆိုတဲ့စကားကိုအပေါ်ဆုံးစာပိုက်ဖြစ်တဲ့ကျွန်တော်တို့နိုင်ငံမှာအစံမှတ်သုံးချက်တွေတော်တော်များသားပြဆိုတဲ့ဟာဖြုတ်လိုက်ပြီးတော့လိုရဲ့နေရာပဲကတ်ပြီးရွေချက်စိုးဝါးစွာနဲ့ဒီသတင်းကိုတင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပြည်သူတွေကဥက္ခင်ရဘလို့စကားမျိုးပြောလိုက်တာလဲဆိုပြီးအထင်မြင်လွဲမှုတွေဖြစ်ပြီးတော့အခုဆိုရင်ဥက္ခင်ရိုးစေးရေးတိုင်းချွာနေကြပါတယ်အာနာရှင်ဆန်နေဆိုပြီးတော့ပြောဆိုနေကြပါပြီရှင် သတင်းတွေရဲ့တင်ပြချက်ကွဲလွဲတာနဲ့သတင်းတွေပေါ်မှာဖြည့်ညက်ကလုတ်လိုက်တာနဲ့ရည်ရွယ်ချက်တွေဘယ်လောက်ထိလွဲမှားသွားလဲဆိုတော့ကျွန်မပြောပြချင်တာပါတကယ်တော့ဒီဥက္ကိရဲ့ရုပ်တံကိုပေါ့နော်လုံအပ်တဲ့အရေးကြီးဆုံးစကလုံးဖယ်ပြီးတော့တင်လိုက်တဲ့ရုပ်တံတင်တဲ့သတင်းမီဒီယာဌာနဟာဆိုရင်အဲ့လိုအကျင့်မျိုးရှိရဲ့ရှင်သူတို့ရဲ့ဗီဇာအဲ့ဒီအကျင့်မျိုးရှိတယ်။သတင်းဗီဇာမှာကသူတို့အဲ့လိုဖျက်ညက်ကန်တဲ့ပွဲဆိုအောင်လုပ်တဲ့ဗီဇာပါတယ်။မဟုတ်လို့လုံခဲ့တဲ့မကြာသခင်ကာလကပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်အဲ့ဒီချိုးသွားချိုးရယ်လေ ဒါပေမဲ့ Donald Trump ကတော့မလုပ်လဲဆိုတော့အဲ့ဒီမီဒီယာကိုတစ်ခါတရားဆွဲလိုက်တယ်ပြီးရောတရားဆွဲတော့အဲ့ဒီမီဒီယာမှာတာဝန်ရှိတဲ့သူတွေနှုတ်ထွက်တဲ့အချီကိုဖြစ်သွားခဲ့ရတယ်။ American သမ္မတကြီးကတော့မခံဘူးပေါ့နော်။သူ့အတူကာကွယ်ဆောက်ရှောက်တယ်။ဘာကြောက်လဲဆိုတော့သူ့အတူကာကွယ်ဆောက်ရှောက်နိုင်မှာသူ့နိုင်ငံကသူကာကွယ်ဆောက်ရှောက်နိုင်မှာရှင့်။ဒီလိုပါမဟုတ်တဲ့သတင်းမီဒီယာဌာနတွေကကိုယ့်ရဲ့တိတ်ခါကိုစော်ကားနေတာကိုနိုင်ငံကောင်းဆောင်တယောက်အနေနဲ့ခံလိုက်မယ်ဆိုရင်ဒေါ်နယ်ထရန့်တက်သမိုင်းဆိုင်သွားမှာပေါ့ရှင့် သူကခံလိုက်တဲ့ဆိုသူ့ရဲ့အမေရိကန်နိုင်ငံဟောဒီသတင်းဌာနစော်ကားနေတာဆက်လုံပါလေဒါဆိုရင်သူဟာသူ့ကိုယ်သူလည်းမကာကွယ်နိုင်သလိုသူ့နိုင်ငံကိုလည်းမကာကွယ်နိုင်တဲ့ခေါင်းဆောင်တယောက်ဖြစ်သွားမှာပါဒါကြောင့်ဒေါ်နယ်ထရန့်ကဒီလိုမီဒီယာတွေရဲ့အချို့ကိုတိလို့သူ့ဟာသူကာကွယ်လိုက်တာဖြစ်ပါတယ်တမောင်းနိုင်ငံနိုင်ငံခေါင်းဆောင်အချို့နဲ့နိုင်ငံရဲ့ပါတီတွေမှာရှိတဲ့ပုံကိုယ်တွေအရဆိုရင်စိတ်နှလုံးသားတွေအရင်ကြီးမြတ်ကြပါတယ်လူတယောက်ပေါ်မှာဖွဲ့စည်းတစ်ခုပေါ်မှာမီဒီယာတစ်ခုပေါ်မှာခွင့်လွှတ်ခြင်းတွေတီးခန့်ခြင်းတွေအရင်ရှိပါအရှင့် ။ဒါပေမဲ့ဒီလိုမျိုးခွင့်လို့တီးခန့်ခြင်းတွေအများကြီးရှိတဲ့အခါကျတော့မျိုးချစ်စိတ်တဲ့မရှိရမီဒီယာတွေတိုင်းပြည်ပြည်ပြဲလုပ်တဲ့မီဒီယာတွေကသတင်းမှားတွေကိုစိတ်ကြိုက်လွှင့်ခွင့်ရတာပေါ့ရှင်။ပြောချင်ပြောရဲဆိုချင်ဆိုရဲကိုလူကြီးတွေကကိုနိုင်ငံလူကြီးတွေကအစိုးရတွေကမဖြေရှင်းဘူး။အထားလိုက်ပါသူတို့စကားဘာများအရေးပါမှမလို့လဲငါတို့မှမဟုတ်တာဆိုပြီးတော့နေနေတာဟာအဲ့ဒါငြိမ်းခံနေခြင်းတမျိုးပါပဲငြိမ်းခံတော့ပို့လုတ်တယ်လူချင်းမင်းတို့ကသူတို့စကားကို ပေါင်းဝင်တန်းဝင်ဖြစ်သဘောထားတာအချို့ပြည်သူတွေကသူတို့သတင်းတွေနားထောင်နေရှင်ဖတ်တယ်။အဲ့ဒီနေ့မှာအထင်လွဲသွားကြတာလူချင်းမင်းတို့လူချင်းမင်းတို့မုံသွားကြတာပြည်သူတွေကလူချင်းမင်းတို့ပြည်သူတွေမုံရတဲ့အကြောင်းရင်းလူချင်းမင်းတို့လုံရကြအောင်မဟုတ်ဘူးလူချင်းမင်းတို့တမိုင်းကြောင်းမဟုတ်ဘူးလူချင်းမင်းတို့တမိုင်းကြောင်းကနိုင်ငံတော်အတွက်အသက်ဆုံးပြီးတော့အယိုးကြည်အရေးခက်ခက်လုပ်ခဲ့တဲ့တမိုင်းကြောင်းတွေရှိတယ်ဒါတွေကျွန်မတို့သိတယ်။ဒါပေမဲ့မလိလာတဲ့သူကမသိဘူးရှင်။ ဒီလိုမျိုးမီဒီယာတွေကကြာလူချင်းမင်းတွေမကောင်းချောင်းနေလူချင်းမင်းတို့မသိတမ်းနေရရှိသမျှအကြံအားလုံးအခွန်ချွတ်စားနေတယ်လို့ပုံစံမျိုးတွေပြောဆိုနေတာလူချင်းမင်းတို့ကမဖြေရှင်းဘူးပြောခွင့်ပြုထားရဲဆိုရင်အဲ့ဒီသတင်းတွေသွားနှောက်ထောင်တဲ့သူတွေကလူချင်းမင်းတို့ပေါ်အမြင်ကဒီအမြင်မရှိမှရှင်အဲ့ဒီအမြင်နဲ့ပဲလူချင်းမင်းတို့ဟာနိုင်ငံအာဏာတွေရရှိလာတဲ့အချိန်ကြလို့ရှင်လောကကံခတ်တဲ့အခြေအနေတွေဖြစ်တာပါလူချင်းမင်းတို့မြင်လာတဲ့ဆဲနေရအကြောင်းရင်းမရှိပဲစော်ကားနေရဆိုတာဒီလိုသတင်းတွေသူတို့ဖတ်ထားလို့ပါရှင်နောက်ဆုံးတော့လူချင်းမင်းတို့နိုင်ငံအုပ်ချုပ်ရတာခက်ခဲမယ် ။လူချင်းမင်းတို့တွေပြည်သူနဲ့ပူးပေါင်းတဲ့ကိစ္စတွေမှာခက်ခဲမယ်ဆိုတာဒီလိုမီဒီယာတွေကနေပြီးတော့သွေးထိုးလှုပ်ဆော်ပြီးတော့လူချင်းမင်းတို့ကိုဂုံတိတ်ခေါပုံဖြတ်ထားလို့ပါရှင်။အဲကြောင့်လူချင်းမင်းတို့ကိုယ်တိုင်ကကုတ်ကုတ်ကိုကာကွယ်ရမယ့်အချိန်ရောက်ပြီလို့ကျွန်မအနေနဲ့မြင်ပါတယ်။ကျွန်မတို့ဆိုလည်းဒီလိုပါပဲဒါကျွန်မတို့ဆိုတာတာမန်မီဒီယာသမားတူကျွန်မနဲ့ပတ်သက်တဲ့ personal ကိစ္စတွေသတင်းမှသတင်းတူထွက်တာနဲ့ကျွန်မချက်ချင်းဖြေရှင်းတယ်။ဘာကြောင့်လဲမဖြေရှင်းမှုဆိုရင်ဒါဟာကျွန်မတို့မှန်တယ်ဆိုပြီးတော့သူတို့ကထင်သွားမှာ။ ဖြည့်ရှင်းလိုက်တဲ့ဆိုနဲနဲ့များတော့ကျမတို့ကိုလိန်လေပြီးတော့ဂုံသိက္ခာချတဲ့သူတွေတွန့်ဆုတ်သွားတယ်ရှင်နောက်သူတွေလည်းတိတ်မလုပ်ရဲတော့ဘူးပေါ့နော်ကျမတို့ကိုယ်တိုင်ကကျမတို့ကိုယ်ကိုယ်စောင့်ရှောက်နိုင်မှကျမတို့ပြည်သူတွေကိုဆက်လက်ပြီးတော့စောင့်ရှောက်နိုင်မှာပါဒီလိုမီဒီယာသမားတွေရဲ့ပါဆက်ထဲမှာဒီလိုမီဒီယာသမားတွေရဲ့လက်ထဲမှာလူချင်းမတို့ဂုံသိက္ခာကတွန့်လို့တွန့်မှောက်လို့မှောက်လောက်ခံနေရတယ်ဆိုရင်တိုင်းပြည်ကုန်သိက္ခာကိုဒီလိုမီဒီယာတွေကစော်ကားလာတဲ့ချိန်ကြရင်ရောလူချင်းမင်းတို့ဘယ်လိုလုပ်ပြီးတော့ကာကွယ်မှာလဲရှင် ဒါကြောင့်ကျမကတော့ကျမတို့ရဲ့နိုင်ငံနိုင်ငံကောင်းဆောင်တွေဖြစ်စေအစိုးရဖွဲ့စည်းတွေဖြစ်စေနိုင်ငံရေးပါတီအတောင်ရှိရတဲ့တွေဖြစ်စေနိုင်ငံသမားတွေဖြစ်စေလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်စေနောက်အစိုးရတက်တက်သွားလို့ရှင်ဒီအစိုးရဖွဲ့တွေမှာပါတဲ့သူတွေကိုဖြစ်စေဒီလိုမျိုးပြည်ပခြေဆိုင်မီဒီယာတွေကထင်သလိုစော်ကားနေတာတွေပြောဆိုတဲ့စကားတွေဖိနှက်ကတ်လုပ်ပြီးတော့ရည်ရွယ်ချက်အမှားတွေနဲ့ပြည်သူနဲ့အစိုးရကြားထဲမှာစိန်ဝန်းကွက်အောင်လုပ်နေတာတွေကကာကွယ်သင့်ပြီးရပ်တန့်သင့်ပြီးရပ်တန့်အောင်လုပ်သင့်ပြီးလို့ကျမအနေနဲ့မြင်ပါတယ်ရှင်ဒါကြောင့်ဒီသတင်းလေးကိုကျမတင်ဆက်တာဖြစ်ပါတယ် မီဒီယာဆိုတာတိုင်းကျုပ်ပြည်ပြည်လောက်တော့မဟုတ်ပါဘူးရှင်။တိုင်းပြည့်ပြည်ပြည့်မီဒီယာတွေကတော့ရှင်သန်ခွင့်မပြုသင့်ပါဘူး။တိုင်းပြည့်ပြည်ပြည့်မီဒီယာတွေကအင်အားကြီးပြီးရှင်သန်နေတယ်။တိုင်းကျုပ်ပြည်ကျိုးပြုတဲ့မီဒီယာတွေကအင်အားသေးငယ်ပြီးတော့ညီကြီးမှဝတ်တော်ခါရနေရတယ်ဆိုရင်တော့ဒီနိုင်ငံရဲ့အမုတ်တရားတွေကဘယ်တော့မှဥကျိုးသွားမှာမဟုတ်ပါဘူးရှင်။ဒီချက်လေးကိုပဲသတင်းနှစ်ချုပ်နေနဲ့ကျွန်မအနေနဲ့တင်ဆက်လိုက်ပြပါစီရှင်။မိဘပြည်သူများရှင်သတင်းမှသတင်းတူတွေနဲ့ပြည်သူတွေကိုဒုက္ခပေးနေကြတဲ့မီဒီယာတွေပေါ့နော် ဒီမီဒီယာရဲ့အဆိုးကျိုးလေးကိုကျွန်မဆက်ပြီးတော့ပြောပြပါမယ်ပြည်သူတန်တစ်ခုနဲ့ဆက်ဆက်ပါရရှင်ကျွန်မစီပြည်သူတန်တစ်ခုပေးဖို့လာပါတယ်အမားတဲ့ကျွန်တော်ကစစ်သားသားသမီးဖြစ်ပါတယ်အဖေကတော့ကြာဆုံးစစ်သည်ပါအမေကလက်ရှိပညာရေးဝန်ထမ်းတူဖြစ်ပါတယ်တဲ့အမေရဲ့ကျွန်တော်ရဲ့ညီမဖြစ်သူရဲ့ကအဖေနောက်ဆုံးတောင်ဝင်ထမ်းဆောင်ခဲ့တဲ့ချင်းမြန်တရင်ရှိတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတီဘောမြို့နယ်ပေါ်တော့နတ်လန်မြို့မှာနေထိုင်ပါတယ်တဲ့မနေ့ကစစ်ဘေးစစ်တမ်းတွေဖြစ်တဲ့အခါမှာဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းကနေပဲသူတို့စစ်ဘေးရှောင်ခဲ့ရတယ်တဲ့ စေဘေးဆောင်တဲ့အခါမှာတနေချင်းမှာအပူငွေမရှိတဲ့အခါမှာညီမလေးဖြစ်သူကလည်းအဝေးတဲ့တက္ကသိုလ်ကျောင်းသူကျွန်တော်ကလည်းအဝေးတဲ့ပထဝီနောက်ဆုံးနှစ်ကျောင်းသားဖြစ်ပါတယ်တဲ့ဒါနဲ့ပဲသူကမရရီဘူးပေါ့နော်စားသောက်ဆိုင်မှာစပိုးဆောင်အကူအနေနဲ့အလုပ်လုပ်ဖို့အတွက်သွားရောက်ခဲ့တယ်ဆိုပြီးတော့ပြောပြထားပါတယ်။တားကြီးဆုံးလည်းဖြစ်တယ်ဆိုတော့မိသားစုတောင်ဝန်ထမ်းရတာပေါ့ရှင်။ဒီလိုနဲ့ပေါ့နော်ယခုနှစ်မှာဆိုရင်လာရှိုးကိုတက်မလို့ကပြန်လဲထိန်းချုပ်ပြီးတော့နေနေအေးချမ်းတဲ့အချိန်မှာအမေနဲ့ညီမလေးကနန့်လန်ကအိမ်ကိုပြန်လဲအခြေချပြီးတော့နေထိုင်ပါတယ်တဲ့။ဒါကြောင့် ။ဒါဖြစ်သူကျွန်တော်ကိုလည်းပြန်လာခဲ့ပါဆိုပြီးတော့အမေကခေါ်ပါတယ်တဲ့။ဖြစ်ချင်တော့အဲ့ဒီချိန်မှာဆိုရင်မြောက်ရီမှာအချားဖြန့်ကိစ္စရင်းနဲ့ရှုံနေရပေါ့နော်။မြောက်ရီကနေဖက်အန်ကိုကားက၃သိန်းပေးပြီးသူပြန်ခဲ့ရတယ်ဆိုပြီးတော့ရှင်းထားပါရဲ့ရှင့်။အခုဖန်ရောက်တဲ့အချိန်မှာတော့တဲ့စသုံးမြင်းဆောင်တွေကိုပေးမဖြတ်ဘူးကားဂိတ်တရားလည်းမတင်ဘူးဆိုတော့ဈေးစကဝေငွေကြများပြီးတော့အချိန်ကုန်လူပန်းပြီးအခုချိန်ကြီးသူ့မှာမိသားစုနဲ့မစုံနိုင်သေးပါဘူးကျွန်တော်အနေနဲ့တည်လို့တာကတဲ့တာမန်ပြည်သူတယောက်လည်းဖြစ်တယ်ပေါ့နော် ပြီးတော့သူကတက္ကသိုလ်ကျောင်းသားတူလည်းဖြစ်တယ် ဒီလိုပြည်သူတူးအနေနဲ့ခီးသွွာလာဖို့အတွက်စက်သုံးမြင်းဆောင်မှတ်ပုံတင်အပြင်ဘလို့သက်ဆိုင်ရာခွင့်ပြုချက်တွေရယူပြီးတော့လိုရာခီးသွွာနိုင်မလဲဆိုတာအမှဖြေပေးပါဆိုပြီးတော့ရေးထားပါရဲ့ရှင်။နောက်ထပ်ရေးထားတာကစက်သုံးမြင်းဆောင်တွေကိုလုံးဝသွားလာခွင့်မရှိပါဘူးဆိုတဲ့ထုတ်ပြန်ချက်မျိုးဘယ်ကနေထုတ်ပြန်ထားလဲသူမသိပါဘူးတဲ့။ကျွန်တော်အနေနဲ့ဘလို့သတင်းစကားလမ်းညွှန်ချက်ကိုလိုက်နာပြီးတော့ဘလို့လောဆောင်မှမိသားစုနဲ့ပြန်လည်စုံစည်းနိုင်မလဲဆိုပြီးတော့မေးမြန်းထားပါရဲ့ရှင့်။သူဒီမေးခွန်းလေးမေးမြန်းတဲ့အခါမှာဆိုရင်ကျွန်မအနေနဲ့ အတိအကျပြန်လဲဖြေချားဖို့အိမ်နေမှာခက်ခဲနေတာပေါ့နော်။ခက်ခဲတော့ကျမသတင်းလေးလိုက်ရှာကြည့်ပါတယ်။သတင်းလိုက်ရှာကြည့်ရဲ့အခါမှာဆိုရင်မီဒီယာတစ်ခုကတင်ထားပါရဲ့ရှင်။အကြမ်းဖက်အပိမီဒီယာတစ်ခုကတင်ထားတာပါ။ဘလို့တင်ထားလဲဆိုတော့အခုကတဲ့မှတ်ပုံတင်စသုံးမြင်းဆောင်တွေကိုသွားဖို့ကန့်သက်ထားတယ်ပေါ့နော်။မှတ်ပုံတင်ကအဓိကစသုံးမြင်းဆောင်နဲ့စက်တင်မြင်းဆောင်ပါတဲ့။မြောင်းတွေဖန်အလန်းတက်လျှောက်ပဲ။အခုကသွားကြင်တော့ငွေခင်းပြီးသွားမှာပလန်းကနေသွားလို့ရတယ်ဆိုတော့မြရီဖန်ခီးစင်ပြေးဆွဲနေတဲ့ကာသမတူကပြောပါတယ်ဆိုပြီးတော့ပြည်ပြက်မီဒီယာတကူကတင်ထားပါရဲ့ရှင့် တကယ်လို့တဲ့ဖြတ်တန်းသွားလာခြင်းနဲ့ဆိုရင်မြားရီကနေရန်ကုန်ကိုသွားဖို့အတွက်ကားကတဦးကို8315သိန်းအထိရှိပါတယ်ဆိုတော့မြားရီမျိုးကားသမားတူကဆက်ပြောပါတယ်ရှင်ဆက်လက်ရှင်းသားထားတာကစစ်ကော်မရှင်ရဲ့စစ်ဆေးရေးဂိတ်နဲ့ရထားဘူးလာတွေမှာတဲ့ရှမ်းပြည်73မြင်းဆောင်မှတ်ပုံတင်တဲ့ရခိုင်ပြည်နယ်71မြင်းဆောင်မှတ်ပုံတင်ကန်ဆောင်သူတွေကိုဖြတ်တန်းသွားတော့ကိုမပြုတ်တဲ့ကဲ့သို့ဖမ်းဆီးထားခြင်းလည်းရှိတယ်ဆိုပြီးသိရတယ်ဆိုပြီးရှင်းထားပါတယ်ရှင်ဒီလိုမျိုးသတင်းတုသတင်းမှကြောင့်ဒီကောင်လေးဟာဆိုရင်သူခီးသွားတဲ့ကိစ္စမှာခက်ခဲမှုတွေဖြစ်သွားတာဖြစ်ပါတယ် ဒီလိုနဲ့ကျမလည်းဒီသတင်းလေးကိုသူ့စုံစမ်းတဲ့အခါမှာဖြေတဲ့တေချာမသိတော့ပြန်မပြောဖြစ်ဘူးပေါ့နော်အဲ့ဒါနဲ့ပဲတရက်နှစ်ရက်ကြာသွားခဲ့တဲ့ရှင့်ကြာတဲ့အခါမှာသူကျမကိုဒီနေ့မှစာပြန်ပို့လာပါတယ်သူရေးထားတဲ့စာလေးကပါလဲဆိုတော့အမရေးတဲ့ तू ကဒီ73မြင်းစာမှတ်ပုံတင်အောင်ပေါ့နော်ယထာရဲစီသွားပြီးတော့အစစ်စစ်ခံလိုက်တယ်တဲ့အခု तू လိုရခီးသွားနေပါပြီဆိုပြီးတော့သတင်းပေးလာပါတယ်ကားသမားတွေကတဲ့73မြင်းစာပိတ်တယ်ဆိုပြီးတော့သတင်းထွက်ပါတယ်ကားကားတွေအစမတန်တင်ပြီးလုံစားနေကြတာပါတဲ့ တာမန်ပြည်သူဘာပြစ်မှုမှမရှိဘူးဆိုရင်ဘာမှမဖြစ်ပါဘူးတဲ့ကျွန်တော်အနေနဲ့လေးစားသမှုနဲ့ပြန်ပြီးတော့အကြောင်းကြားပေးတာပါခမားဆိုပြီးတော့ကျွန်မစားလေးပေးပို့လာပါတယ်ရှင်ဒီတော့မှကျွန်မလည်းရှင်ထဲမှာစိတ်အေးသွားပါတယ်ရှင်ကျမတို့ဘာမှမကူညီလိုက်နိုင်ဘူးပေါ့နော်သူ့အတူပဲယောက်ျားလေးဆိုတော့တက်တည်လည်းရှိပါရှင်ညံညံသွေးလည်းကောင်းပါတယ်ကို့ပြက်တနာကိုပဲကို့ဟာကိုမှတ်ပုံတဲကင်ပြီးတော့ရဲစီမှာအစ်စ်ခံနေပြီးတော့သူရထားစီးပြီးတော့ပဲလိုရခီးကိုသွားဖို့အတွက်ကြိုးစားခဲ့တာတွေ့ရပါတယ်မိသားစုတက်တဲ့တာဝန်ကျေးတဲ့ကလေးတူဖြစ်တယ်လို့မျိုး ။ယောက်ျားလေးတောင်နေနဲ့လည်းရဲစောင်းတတိပြေးသွားတယ်လို့ပဲကျွန်မအနေနဲ့ပြောချင်ပါတယ်ရှင့်။ဒီတော့ဒီသတင်းလေးမှဆိုရင်ဒီလိုမျိုးခစ်ပြက်ကြီးကိုမှီပြီးတော့ကားကားတွေအစမတန်တောင်းကျင်တဲ့ကားဆရာတွေပြည်ပြစ်မီဒီယာတွေကပေါင်းပြီးတော့ဒီလိုသတင်းလွှင့်လိုက်တဲ့အခါမှာလူတွေကစသုံးမြင့်ဆောင်ဆိုခီးသွွားလို့မရအောင်ဒီလန်းကျော်သွွားလို့မရအောင်ဆိုပြီးတော့သူတို့ပတ်စံနေအများကြီးပေးတယ်။သွွားလို့မရအောင်ဆိုတယောက်မှမသွွားရမှာလေ။အခုကသူတို့ကသွွားလို့သွွားဖို့ခက်တယ်ငွေခွင့်ပြီးသွွားရမယ်ဆိုပြီးတော့15သိန်းတောင်တောင်းနေရှင်စဉ်းစားကြည့်ပါဦး။ အခုဒီကလေးကကြတော့ဘာပြစ်မှမရှိရဲ့သူဆိုတော့သူကသူမှတ်ပုံတင်ကိုရဲစီမှာအစ်စ်ခံလိုက်တယ်ပြီးတော့သူခရီးဆက်တယ်အဲ့ဒါအဓိကပဲရှင်မြန်မာနိုင်ငံမှာဘယ်မှတ်ပုံတင်ကိုဘယ်ကိုသွားခွင့်မပြုဆိုတာမရှိပါဘူးဒါပေမဲ့တခုတော့ရှိရပါတော့အခု PSMS ဆိုတဲ့ software ရှိရဲ့ application ပေါ့နော်အဲ့ဒီ application ထဲမှာဆိုရင်ရဲပြေးတွေစစ်ပြေးတွေ CDN ပြေးတွေရာဇဝတ်သားတွေအဲ့ဒီလူတွေရဲ့မှတ်တမ်းတွေတင်ထားရရှင်နောက်ဆုံး update လုပ်ထားတာက PSMS ထဲမှာ လူပေါင်း9000ထပ်ပြီးတော့ update လုပ်ထားတယ်ငကိုရှိရဲ့စာရင်းထပ်နော်ဒီတော့ဒီမှတ်ပုံတင်နေစစ်ပြီးတော့အဖမ်းခံရတယ်ဆိုတာကအဲ့ software တွေကအဖြစ်တစ်ခုနဲ့ညှိလို့ဖမ်းခံရတာရှင်73မြင်းစောက်မလို့ဖမ်းတာမဟုတ်71မြင်းစောက်မလို့ဖမ်းတာလည်းမဟုတ်ဘူး3မြင်းစောက်မလို့ဖမ်းတာလည်းမဟုတ်71မြင်းစောက်မလို့ဖမ်းတာလည်းမဟုတ်ဘူးဘာကြောင့်ဖမ်းတာလဲအပြစ်ရှိလို့ဖမ်းခံရတာရှင် PSM software တွေမှာအပြစ်ရှိကြောင်းပေါ်လွင်လို့ဖမ်းခံရတာရှင်ထောင်ရောထွေးပြီးတော့ကားဆရာတွေကဈေးတွေမတရားတင်ပြီးလှုပ်ရှားနေတာပေါ့ကျမဒီသတင်းလေးကိုဖတ်ပြတာပါ တဲ့င်းတူတဲ့င်းမားတွေဟာတိုင်းပြည်မှာဘလောက်ထိအောင်မှစိုးချိုးပေးလဲဆိုတာဒီလိုဖြစ်စင်နေတာတသက်ပြားချက်ပါပဲ။ကျမဒီနေ့မှာသတင်းလေးနှစ်ပုဒ်ပဲတမင်တင်ဆက်ပေးတာပါ။ဘာကြောင့်လဲဆိုတော့တဲ့င်းတွေရဲ့စိုးချိုးတွေမိဘပြည်များသိစေချင်လို့ကျမတို့အကျိုးမြတ်ကိုကြည်ရတာပေါ့နော်။အရာအားလုံးအကျိုးမြတ်ပဲရှင့်။နိုင်ငံရေးမှာလည်းအကျိုးမြတ်ပဲ။တဲ့င်းမီဒီယာတခုကငါ့ကိုဘာအကျိုးတွေပေးနိုင်လဲ။ငေါင်းနိုင်ငံကဘာအကျိုးတွေပေးနိုင်လဲဆိုတာကျမတို့နိုင်ငံသူတွေအားလုံးစဉ်းစားသင့်ပါပဲ။ဘာအကျိုးမြတ်မှမပေးရင်တော့စီးပြေထောက်တာအကောင်းဆုံးပါပဲရှင့်။ ဘာကျုတ်မျက်မှောင်မပေးဘဲနဲ့ဆွဲထားတော့ရော။ "तू အကိုကောင်းကျုတ်ပြတော့မှမဟုတ်တာရှင့်။"မွေဘွေးကိုကပိုက်ဆောင်နဲ့ထည့်ထားသလိုပဲဖြစ်နေမှာပါပဲ။ကိုကသူ့ကိုတရားဝင်လက်ခံတော့မသိရင်သူတို့သတင်းမှန်သမျှမှန်နေသလိုလို့မှန်လို့သာသူတို့နိုင်ငံတော်ကသူတို့လက်ခံတာပေါ့ဆိုတဲ့အတွေးခေါ်တွေနဲ့နိုင်ငံတကာမြင်မာလည်းမလှအောင်ရှင့်တော်တော်မလှအောင်ကျွန်တော်တို့ချိန်နေရ။ဒီလိုဆိုပြန်တော့ဒီလိုမီဒီယာတွေကပြည်သူတွေစီးဝေးကိစ္စလုပ်ပေးနိုင်လားဆိုတော့လုံးဝမလုပ်ပေးဘူး။သွေးခွဲမဲ့ကိစ္စတော့အရှိဆုံးအောင်လုပ်တယ်။သူတို့တွေကြောက်ပဲနိုင်ငံတော်အစိုးရကိုပြည်သူအမြင်မကြည့်ဘူးပြည်သူအချင်းချင်းမုန်းနေ တက်မတော်သားတွေကိုဆိုရင်တိတ်ခါကြအောင်ဘယ်လိုမျိုးသတင်းနဲ့ပြောရမလဲဘယ်လိုရှုထောက်ကပြောရမလဲဆိုတော့သူတို့အတိဆုံးတို့နိုင်ငံတော်မှာလည်းတိုင်းသားစီတို့ညီညွတ်မှုအတွက်လည်းဒီစနစ်ဌာနတွေတုံးလို့လည်းမရဘူး။နိုင်ငံအစာမျက်နှာမှာလည်းအမြင်လှဖို့အတွက်တုံးလို့လည်းမရဘူး။ပြည်သူကြားထဲမှာစီယုံရေးအတွက်တုံးလို့လည်းမရဘူး။ငင်းချမ်းရေးအတွက်လည်းမရဘူး။ဆိုတဲ့အခါကျတော့ဘမလည်းအကျိုးအမြတ်ရှင့်။အကျိုးအပြစ်ပဲရှိရအကျိုးမြတ်မရှိဘူးရှင့်။ဒါကြောင့်ကျွန်မကတော့လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုသဘောကျပါတယ်။သူ့နိုင်ငံအောင်စိုးကျဖြစ်စေမယ့်အရာတွေမှန်မြတ် ကျူပင်ခုတ်ကျူငုတ်ပါမကြံစေရအောင်လုပ်ပြတာရှင်အဲ့ဒါအကောင်းဆုံးပဲဒီလိုလက်ရဲစဲရှိရလူကြောင့်တို့ကကြောက်တယ်ကဘာကြီးကအဲ့လိုတော့ရှိပါရဲ့ရှင်ပြီးတော့ပြည်သူကြားထဲမှာစိုးကြိုးဖြစ်တဲ့တဲ့ရင်မျိုးကကြောက်ဒုတိယတဲ့ရင်ပေါ့နော်ဒီလိုတဲ့ရင်မျိုးကြတော့ပြည်သူတွေကအခုဇဝေဇဝါဖြစ်တယ်ဟဲ့ငါတို့မပုံတဲ့73မြင်းဆောင်ဆိုငါတို့ခီးလည်းမသွားအောင်ခီးသွားမယ်ဆိုလဲကားဆရာရဲ့တောင်းတဲ့စီပေးရတယ်လမ်းကျောမှာပတ်စံပေးရလို့ငွေခင်းပြီးဖြတ်ရလို့ဆိုတော့တလန်းလုံးရှိမြတ်လူရဲ့အားလုံးအကြိလိုက်စားနေရလားတလန်းလုံးရှိမြတ်လူရဲ့အားလုံးပတ်စံပေးသွားရတယ်ဆိုတော့ မသိရင်တို့ကဒီပတ်ဆံမယူပါဘူးပေါ့ရဲတွေစစ်သားတွေပေးတာပေါ့ဆိုတော့ပြည်သူတွေစိတ်ထဲမှာဘလို့တွေးမလဲဟာရဲတွေစစ်သားတွေအားနေလို့ကျမဆက်မတောင်းနေရပဲပြည်သူဒုက္ခပဲပေးနေရပဲဆိုပြီးတော့သတင်းမှသတင်းတူကနေဖြစ်သွားတဲ့အစိုးပစ်ကိုကျမပြောပြရအောင်စစ်သားတွေတိတ်ခါကြတယ်ရဲတွေတိတ်ခါကြတယ်တလောင်းရှိမြတ်လုံးကြွေးဖွဲ့တွေအကုန်တိတ်ခါကြသွားပြီးအပြင်ကားဆီယာသူ့အမျက်စားသွားတာဒင်းမာတရင်တူရဲ့အစိုးကျတွေကိုကျမစစ်ရှိလက်ရှိနဲ့တင်ဆက်ပေးရဲဆိုတာကကျမကိုယ်တိုင်လည်းသတင်းသမားဖြစ်နေရတဲ့အတွက်ပါ လူတွေကအတွင်းထဲမှာတောင်တောင်ကြိတ်မုန်းနေဖို့အတွက်ဒီမီဒီယာတွေကလုံနေရလေလူချင်းမင်းတို့အရှိတတီဆောက်ခြင်းတွေဟာနောက်ကနေပြီးတော့သူတို့ကချလို့ပဲစားနေတာတကယ်တော့အရေးကြုံတဲ့အခါကျတော့အတိုင်းသားအချင်းချင်းကလည်းမချစ်တောင်တောင်ကြလည်းမယုံတိုင်းမီဒီယာမှာတောင်တောင်မုန်းအစိုးရဘယ်အစိုးရတက်တက်မုန်းဒီတော့အခုလည်းမဆောင်အခုရှောင်းစစ်မှုထမ်းမဲ့ဆိုထွက်ပြေးတိုင်းပြည်ကအဲ့ဒါကြောက်ဖို့ကောင်းတဲ့အခြေအနေတခုကိုကျွန်တော်တို့စိုက်ရောက်သွားတာ အဲ့ဒီလိုသတင်းတွေကနေစတာပါသတင်းတွေဟာလူတွေအတွေးခေါ်တဲ့နှလုံးသားတွေအစိတ်ခတ်နေတာကြောင့်ကျွန်မနိုင်ငံကအခုလိုစိုးကြိုးတွေကြုံနေရတာပါရှင့်။အနည်းအားဖြင့်ညီမတမားရောက်သွားတဲ့အချိန်မှာနိုင်ငံမှန်သတင်းဌာနရဲ့စူးစမ်းရမှုတွေမြင်တဲ့အခါမှာကျွန်မတကယ်ကိုစိတ်ထဲမှာတို့ကိုလေးစားမိရယ်ပေါ့နော်။ပြည်သူတွေသတင်းမှန်သိရဖို့အတွက်နိုင်ငံမှန်သတင်းဌာနတွေကစူးစမ်းအောင်ပါပဲ။ကျွန်မတို့လှုပ်လှုပ်တယ်ဆိုတာနိုင်ငံမှန်သတင်းဌာနမှာလှုပ်လှုပ်တဲ့သူတွေရဲ့ခြေပြားလေးတော့မမှီပါဘူးရှင့်။ဒါကြောင့်မိဘပြည်သူတို့အနေနဲ့နိုင်ငံမှန်သတင်းဌာနရဲ့ကြည်ပါ။ ိုင်ငံပိုင်သတင်းဌာနကသတင်းတွေသည်ချက်ချင်းမတင်ဆက်နိုင်တာမျိုးလည်းရှိကောင်းရှိလိမ့်မယ်တခါတည်းလွဲမမှုအချို့တော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့နိုင်ငံပိုင်သတင်းဌာနမှာတင်တဲ့သတင်းတွေသည်မိဘပြည်သူတို့ဘယ်တော့မှအစိတ်မဖြစ်စေဘူးရှင်နိုင်ငံမှာလိုက်နာရမယ့်ဥပဒေတွေနိုင်ငံတော်မှာပြည်သူတွေသိရမယ့်အချက်တွေနှလုံးသွင်းရမယ့်မူဝါဒတွေအယူဝါဒတွေပြည်သူအချင်းချင်းချစ်ခင်ရမယ့်ကိစ္စတွေတိုင်းသာစီလုံးညွညွတ်မှုတွေ ဒါတွေအားလုံးနိုင်ငံပိုင်သတင်းဌာနကရွေချက်ကောင်းတွေနဲ့တင်ဆက်နေတာပါ။ဒါောင်မိဘပြည်သူတွေကတန်ဖိုးကိုမသိကြဘူးရှင်။တန်ဖိုးမသိတော့ဗဒံများတော့လည်းပြစ်ထုတ်ကြတယ်။ဘာမှမဟုတ်တဲ့နိုင်ငံအောင်ဖြစ်စီနေတဲ့သတင်းတွေသွားဖတ်ပြီးတော့တိုင်းပြည်ကိုမုန်းနေကြတယ်။ဒါလေးကိုမိဘပြည်သူတို့ကိုယ်တိုင်မပြုတ်ပြင်တဲ့၍နိုင်ငံတော်ကဘလောက်ပဲကောင်းအောင်လုပ်လို့မိဘပြည်သူတို့ဟာနိုင်ငံဆုတ်ဆုတ်လေးထဲမှာနေနေအောင်ပါပဲ။မိဘပြည်သူတို့ကိုယ်တိုင်ပြုတ်ပြင်မှုလည်းလိုပါတယ်။ဒီချက်လေးကိုကျွန်မအဓိကထားပြီးတော့တင်ဆက်လိုက်ပါရစေ။ ။သတင်းမှာသတင်းတူတွေရန်ချောင်းကျမတို့မုံတီးနေရဲ့ဝါရမိုင်းတွေကိုဖဲ့ခွာလိုက်ပါ။သတင်းမှန်လေးကောင်းမွန်တဲ့သတင်းတွေနားထောင်ပြီးတော့ပဲကျမတို့အချင်းချင်းချစ်ခင်စွာနဲ့တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ပူးပေါင်းကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်။ကျမသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ခေတ္တခဏရန်နာပြစေ။ ကျမတဲ့တဲ့တွေကိုနေ့စဉ်နေ့တိုင်းပဲတိရှိအားပေးတဲ့မိဘပြည်များအားလုံးစိတ်ချမ်းသာကိုကြံ့မာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။စိတ်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေဆိုတာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။